မင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေရှင်။ Midnight Whisper Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီညမှာတော့လမ်းဘေးကခောက်ဆွဲဆိုင်ဆိုတဲ့ဖြစ်ရမှန်ပရာလောကဇလန်လေးတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်။ဒီဖြစ်ပျက်ကကျွန်တော်အဖေရဲ့မိတ်ဆွေတယောက်ဖြစ်တဲ့ကုံကားမောင်နဲ့ဦးလေးကြီးတယောက်ကိုယ်တိုင်ကြုံခဲ့ရတာလို့သူကပြပြခဲ့တာပါ။ ဥအောင်နိုင်ကကုန်ကားမောင်းတဲ့သူဆိုတော့မျိုးတစ်မျိုးကနေတစ်မျိုးကိုညဘက်ဒီမှာခီးဆန်းရတာကသူ့အတွက် အထူးဆန်းတော့မဟုတ်တော့ပါဘူး။အဲ့ဒီညကတော့သူ့ဘကိုးကနေရန်ကုန်ကိုကုန်တွေပို့ပြီးတော့အပြန်လမ်းမှာပါ။အချိန်ကညတနိုင်လောက်ရှိနေပါပြီ။လမ်းတစ်လျှောက်လုံးမှာလဲသူ့ကားတစ်စီးကလွဲပြီးတခြားကားတစ်စီးမှမရှိဘဲနဲ့တိတ်ဆိတ်နေပါဗါးခီးပန်းလာတာနဲ့အမျှသူ့ဘိုက်လဲစားအိတ်လဲငိုက်လာပါဗါး ဒါနဲ့လမ်းဘေးမှာခဏရန်နာလို့ရမယ့်လပေးဆိုင်ဖြစ်ဖြစ်စားသောက်ဆိုင်ဖြစ်ဖြစ် တွေ့လို့တွေ့များမျှော်ကြည့်ရင်မောင်းလာခဲ့ပါတယ်။မှတ်တိုင်တစ်ခုအရောက်မှာတော့လမ်းရဲ့ညာဘက်ခြမ်းညောင်ပေချေးတပင်ရဲ့အောက်မှာမီးရောင်ဖြော့ဖြော့လေးနဲ့ခေါက်ဆွဲဆိုင်လေးတစ်ဆိုင်ကိုလှမ်းမြင်လိုက်ရပါတယ်။ဒီလိုအချိန်ကြီးဒီလိုနေရာမှာဆိုင်ဖွင့်တာထူးဆန်းပေမဲ့ဗိုက်စာနေတဲ့စိတ်ကအနိုင်ယူသွားတော့သူလည်းကားကိုလမ်းပေးချပြီးတော့ဆိုင်ထဲဝင်ခဲ့လိုက်ပါတယ်။ဆိုင်က တာမန်ထိုးပေးဆိုင်လေးတစ်ဆိုင်မှာပဲအသက်60ကျော်အရွယ်အဖိုးကြီးတယောက်ကခေါက်ဆွဲပြုတ်နေပြီးတော့သူ့အရွယ်လောက်ရှိတဲ့အဖွားကြီးတယောက်ကတော့ထိုင်ကုန်မှာညင်ကြီးလေးထိုင်နေပါတယ်ဆိုင်ထဲမှာတခြားဖောက်တဲ့တယောက်မှမရှိပါဘူးအဘခေါက်ဆွဲပြုတ်တပွဲလောက်ဗျာဥက္ကောင်နိုင်ကပြောလိုက်တော့ခေါက်ဆွဲပြုတ်နေတဲ့အဖိုးကြီးကသူ့ကိုတစ်ချက်မောကြည့်ပြီးတော့ခေါင်းငိတ်ပြရတယ်သူ့မျက်နှာကဖြူဖြော့နေပြီးတော့ဘာခံစားချက်မှမရှိဘူးအဖွားကြီးကတော့သူ့ကိုပဲစိုက်ကြည့်နေပါတယ် တို့လင်မယားနီယောက်စလုံးစကားတစ်ခေါက်မှမပြောကြပါဘူးခဏကြာတော့အဖိုးကြီးကခောက်ဆွဲပကံကိုသူ့ရှေ့လာချပေးတယ်ခောက်ဆွဲနှက်ကမွေးကြိုင်နေပြီးတော့အရန် စားခြင်းစရာ ကောင်းနေတာနဲ့သူလဲအားရပါရစားလိုက်ပါတော့တယ်ခောက်ဆွဲအရသာက သူတသက်မှာစားခဲ့မှုတဲ့ခေါဆွဲတွေလည်းအကောင်းဆုံးလို့တော့ပြောလို့ရပါတယ်။သူစားပြီးလို့ပတ်စံရှင်းမှုပတ်စံအကူနဲ့လိုက်တော့အဖွားကြီးကလက်ကပြားတယ်။ပြီးတော့ဘာမှမပြောဘဲခေါင်းမဲခပြားတယ်။ပတ်စံမယူဘူးဆိုတဲ့သဘောဥအောင်လည်းလေထူးဆန်းတယ်လို့တွေးလိုက်ပေမဲ့ပတ်စံမပေးရတော့အပျော်ကြီးပြောပြီးကျေးဇူးတင်စကားပြောကကားပေါ်ပြန်တက်ပြီးခီးဆက်ခဲ့ပါတယ်။